တပူဒီပါလက်ရတောင်ကျွန်းဩဘာနေမိထွန်းသည်ပြညတ်သွားရတတ်သက်ပါသည်နာမည်အဖန်နေရပြန်သည်ထက်မှဖောင်ပန်းအောင်နင်းချံတခန်းယူမိကြဟုတောင်တွင်းကြီးမတ်လုံးကြီးခင်းပြော်ဖျားတော် ကနေပြီးတော့မိမကဲသူပါတယ်နာမဟုသောနာမည်သည်ဗုဒ္ဓရဲ့အလိုကျမြတ်စွာဘုရားရှင်ရဲ့အလိုကျမှာတော့ပြညတ်တကုသာဖြစ်ပါတယ်ဒုဗိမဲ့လည်းနမိထွန်းနဲ့လက်ရတောင်ကျွန်းမှာပြညတ်သွားရတတ်သက်ပါသို့သည့်အချိန် နာမဟုသောပြည့်ညတ်သည်ကောင်းကျိုးဖြစ်စေသောပြည့်ညတ်တစ်ခုဖြစ်ခဲ့မယ်ဆိုရင်ကောင်းကျိုးကောင်းကျောင်းများကဓာတ်တဲ့အစ်လိုက်ပါလာမှာဖြစ်ပြီးတော့နာမဟုသော ပြည့်ညတ်သည်ထိုးကျိုးပြည့်ညတ်ဖြစ်ခဲ့မယ်ဆိုရင်ထိုးသောအကျိုးကျောင်းများလိုက်ပါလေရှိပါတယ်။ဒါကြောင့်မို့နမိတ်ထုံးတဲ့လက်ရတောင်ကျွန်းမှာပြည့်ညတ်ကောင်းကောင်းအမိကောင်းကောင်းပေးဖို့ရေးဖို့တကယ်လိုအပ်တဲ့သူတော်လေးကိုအရင်ဥစွာတည်ပေးခြင်းပါတယ်။လောကီမင်္ဂလာခဏပါးတွင်လည်း နမခရမင်္ဂလာရဲလို့မန္တကြီးတွေကနာရည်နဲ့ကြီးကျယ်ခနာသွားအကျွေးမွေးတွေနဲ့တကနနာနာမည်ပေးမင်္ဂလာတွေလုပ်ခဲ့ကြရတာဟာလေမြမလူမျိုးတွေရဲ့ရှေးအထင်လာတစ်ခုဖြစ်ခဲ့ပါတယ်။ဘာဖြစ်လို့လုပ်ခဲ့ရသလဲဆိုရင်နာမည်ဒီဘဝတစ်လျှောက်မှာအရေးပါလို့အရေးကြီးလို့သာလုပ်ခဲ့ရကြောင်းကိုသိသိချင်ပါတယ်။ဒါဆိုရင်နာမည်ကောင်းတစ်ခုပန်ဆိုင်ရဖို့ဆိုရင်ဘာတွေလိုအပ်တယ်လဲဆိုရင်နံပါတ်1 ဆန်းပညာနဲ့အနိဋ္ဌနဲ့အိဋ္ဌကိုခွဲခြားသိရပါမယ်။မင်္ဂလာတရားနဲ့ညီသောအမည်များကိုအိဋ္ဌဟုသတ်မှတ်ပြီးမင်္ဂလာတရားနဲ့မညီသောအမည်များကိုတော့အနိဋ္ဌဟုသတ်မှတ်ပါတယ်။ကောင်းသောအမည်မင်္ဂလာတရားနဲ့ညီသောအမည်ကိုတော့ဥပမာမောင်ရှမ်းသာမင်းငိမ့်ချန်းစသည်များကိုအိဋ္ဌအမည်ဟုသတ်မှတ်ပြီးတော့ဥပမာမောင်ခွေးဖိုးသိပ်နွားကြီးဝတ်မစသောအမည်များကိုတော့အနိဋ္ဌအမည်ဟုသတ်မှတ်ရမှာဖြစ်ပါတယ်။ နမနစ်အတန်လေးပါထန်လေးပါနဲ့ညီသောအမည်တဲ့ဒီကရတ္တဂရုရဟုဟုဆိုသောအတန်လေးပါနဲ့အရွယ်သုံးပါလုံးခေါ်တွင်လို့ကောင်းအောင်အမည်ပေးရမှာဖြစ်ပါတယ်နမတစ်ခုကိုခေါ်လိုက်ပြီးဆိုရင် နမသည်ရှေးသည်ဖြစ်သည်တူသည်ဖြစ်သည်အစဉ်ရှောမောနေရမည်အထင်ငော့ဖြစ်သောအမည်များကိုမမဲ့သူရအရွယ်သုံးပါခေါ်လို့ကောင်းရမည်ဆိုသည်မှာချစ်ပနိုးနဲ့ခေါ်သောအမည်ဖြစ်သည်နမယင်းနမမှန်ဖြစ်သည် ပထမအရွယ်မှာမောင်တက်ခေါ်ခြင်းဒုတိယအရွယ်မှာကိုတက်ခေါ်ခြင်းတတိယအရွယ်မှာဥတက်ခေါ်ခြင်းဆိုတဲ့အရွယ်၃ပါးကိုခေါ်လို့ကောင်းသောအမိကောင်းကိုရွေးချယ်ပေးရမည်ဟုဆိုလိုပါတယ်။နံပါတ်၄ကတော့လွတ်တမတန်သောအမိများတဲ့မပေးသင့်ပါဘူးနော်။မျိုးရိုးနဲ့မတင်သောဓာတ်ဖြင့်မတင်သောအသားရောင်နဲ့မတင်သောအရက်မောင်းနဲ့မတင်သောအမိများကိုပေးရွေးခြင်းကိုဆိုလိုတာဖြစ်ပါတယ်။ဥပမာနေသောတတ်ထဲမှာမွေးဖွားပြီးတော့ မောင်တူရမောင်ရာသာမောင်နေမင်းထိတ်ထားဆွေသမီးစသည့်အညီများကို ပေးထားမယ်ဆိုရင်သူကမှာအသားဖြူသူကိုမောင်မဲအသားမဲသူကိုမိဖြူစသည့်အဖြစ်ပေးထားမယ်ဆိုရင်သူကမှာရရှိသူကိုမိပုရပုသူကို လောရှိဟုပေးထားမည်ဆိုရင်အနုတ္တမတန်သော အမိများဟုသတ်မှတ်ပြီးတော့နာမည်သို့နာမည်ခိုက်စည်းရင်းတွေကိုဝင်သေးပါတယ်နံပါတ်9ကတော့နေတဲ့နန္တဲ့ဖြင့်အမိကောင်းရွေးချယ်ခြင်းနဲ့ နာမည်အစာနေရပြန်၍ထမဆောင်ပန်းအောင်နင်းချံတခန်းယူပြီးကြောက်ဟုသောသင်္ကဝိသာဒီကာရဲ့ပတုတ္တကြံကြီးတွင်ဖော်ပြထားသည့်အတိုင်းမိမိမွေးနာမှစ၍အထက်ဆံဖို့အတွက်ထောင်မနေကိုအဆုံးတက်ဖို့အတွက်အမိကောင်းတွေကိုရွေးရှေးရမှာဖြစ်ပါတယ်။တနင်္ဂနွေသားသမီးများဆိုရင်တနင်္ဂနွေနံကစပြီးဆိုရင်တနင်္လာနံကြာသာပေးနံတသည်များကိုအဆုံးတက်ပေးရမှာဖြစ်ပါတယ်။တနင်္လာသားသမီးဆိုရင် တိုင်းလာမွေးနံကိုအစပြု၍တောက်ကြနံအင်္ဂါနံတို့ကို အဆုံးသတ်ပေးရမှာဖြစ်ပါတယ်ပုဒ္ဓုသာသမီဆိုရင်ဘုဒ္ဓဟုမွေးနံကို အစပြု၍ဂျာတာပေးနံတနင်္ဂနွေနံတို့ကိုအဆုံးသတ်ပေးရမှာဖြစ်ပါတယ်ဂျာတာပေးသာသမီဆိုရင်မွေးနံဂျာတာလေးကို အစပြု၍တနင်္လာနံနဲ့တောက်ကြနံတို့ကိုအဆုံးသတ်ပေးရမှာဖြစ်ပါတယ်တောက်ရသာသမီဆိုရင်တောက်ကြနံမွေးနံကိုအစပြု၍စနေနံ တင်ဃာနန်တို့ကိုအဖုံးသတ်ပေးရမှာဖြစ်ပါတယ်။တဏိသာသမီးဆိုရင်တဏိနာမွေးနံကိုအစပြု၍ဘုဒ္ဓဟူနာတဏိငုနေနံတို့ကိုအဖုံးသတ်ပေးရမှာဖြစ်ပါတယ်။ဒါကတော့နာမည်အစံနေရပြန်ဟူသောလင်္ကာဖောင်ဖို့ရှိသည့်အတိုင်းမွေးနံမှာအစပြု၍ပင်သဘုနံအညွနံဖောင်မများကိုအဖုံးသတ်ပေးခြင်းဟုဆိုတာဖြစ်ပါတယ်။တခါတည်းမှာမွေးနံကြောင့်အမိပြရခြင်းများလည်းရှိတတ်ပါတယ်။အဲ့ဒါကတော့မွေးနံရဲ့ ဆောင်းမှန်းဖြစ်သောနေနာများအားလုံးကိုမွေးနံပြောက်ပြီးတော့နာမည်ပေးခြင်းရွေးခြင်းကိုဆိုလိုပါတယ်။ဒါကတော့နာမည်အကြောင်းတည်ကောင်းစီရာနဲ့နာမည်ပေးနည်းရွေးနည်းသဘောလေးတွေကိုဆရာကအချင်းချင်းအနေနဲ့တင်ပြမျှဝေပေးသွားတာဖြစ်ပါတယ်။ဆရာဒီမှာညံပူဇော်ကားနဲ့ဗေဒင်လက္ခဏာမြင်းမြန်းလိုလင်းရရအစီမံတက်တဲ့တရက်ကိစ္စများအနံဖောင်ရွက်လိုလင်းကလေးလူကြီးလုပ်ငန်းဆိုင်စသည့်များကိုအမိကောင်းနာမည်ကောင်းတွေရွေးချယ်နေဆိုရင် ဆရာရဲ့ဖုန်းနံပါတ်39956 99 239 Viber ကဖြစ်စီဖြစ်ဖို့မတင်ကြ TikTok မတင်ကြကဖြစ်စီလာရောက်ဆက်တွေ့ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ